Hello အားလုံးမင်္ဂလာပါဖူဖော်မချန်ကနေကြိုဆိုပါရစေဆိုတော့ဂျာမနီရဲ့ပြင်သစ်တို့ကစားတဲ့ Nation League တတိယနေရာလူပွဲမှာဂျာမနီကသူတို့အိမ်ခွင်းတဲ့ Stuttgart ကွင်းမှာကစားတာ2-0ဆိုတဲ့ရတဲ့နဲ့ကျွန်တော်ရှုံးနေပြင်သစ်ကတော့ဟိုတနေ့ကသူတို့တွေဒီစပိန်ကိုရှုံးနေအပြီးမှာဒီပွဲကိုတော့သူတို့နိုင်အောင်ကစားနိုင်နေပေါ့လေဆိုတော့ကျွန်တော်တို့ဂျာတဲ့နိုင်ငံတကာပွဲစဉ်တွေအတွက်ပေါ့နော်ဒီကစားကြတဲ့အနေထားမှာ နှစ်သင်းစလုံးကတော့လူတွေအမှန်ကန်အပြောင်းလဲကျွန်တော်လုတ်ပြီးတော့ကစားကြတာအထူးသဖြင့်ပြင်သစ်မှာဆလို့ရှင်လည်းပဲကစားမကောင်းတွေကိုအရန်ကုန်ကိုထားထားတာတွေကျွန်တော်ရှိတယ်။ဂျာမနီမှာဆလို့ရှင်လည်းပဲကျွန်တော်လူစားလဲပြီးတော့တုံးလာတာတွေကျွန်တော်ရှိတယ်။ဆိုတော့ကြောင့်ဒီပွဲကတော့ဘူးပြောမလဲဟိုပရိသတ်တွေဘက်ကအများကြီးတော့စိတ်ဝင်စားခြင်းတော့မရှိကြတော့ဘူးဗျ။အထူးသဖြင့်ဒီ final တော့မှစိတ်ဝင်စားခြင်းစိတ်ဝင်စားအောင်မယ် final ဖြစ်တဲ့အတွက်အမေတို့ Nation League ဆိုကြတဲ့ကတိတ်ပြီးတော့အဲ့လောက်ကြည့်ကြည့်စိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေမျိုးမဟုတ်တော့ဘူးပေါ့။ဆိုတော့ဒီနေရာမှာပြင်သစ်နဲ့ပတ်သက်လို့ကျွန်တော်ပြောရရင်ပြင်သစ်ကတော့ ကိုရတဲ့အခွင့်အရေးတွေကိုအသုံးချသွားတယ်လို့ပဲကျွန်တော်ပြောရမှာသူတပင်းတော့ဂျာမနီရဲ့အမှားတွေနော်ပြင်သစ်ရဲ့ကျွန်တော်ဒါရလာတဲ့အခွင့်အရေးနည်းနည်းလေးတွေကိုအသုံးချနိုင်ဖို့ကျူးပန်းတာတွေဒါတွေကပြင်သစ်အတွက်အချင်းကြီးကောင်းသွားတာနော်ပြင်သစ်အတွက်ဥဆောင်ကူကိုဘာပေက45မိနစ်မှာကျွန်တော်တွင်းသွားတယ်ဒီကူကတော့တာစီဂန်လည်းပုတ်တာပဲဘာမှမတက်နိုင်တော့ဘူးပုတ်တာထိတာ တောင်မှကျွန်တော်ဂိုးတွေကိုရအောင်ဝင်သွားသေးတာဒုတိယအိုလီစီတွင်းတဲ့လုံဆိုလို့ရှိရင်လည်းကီလီယန်ပါပေကဖန်တီးပေးခဲ့တယ် ဒီနေရာမှာကျတို့ဂျာမန်နောက်ခံကစားမှာအရင်ကမှတ်မိကြလားမသိဘူး Leeds United မှာကစားဘူးတဲ့ထင်ပါတယ် Robin Koch ဆိုတဲ့ကောင်ရှိတယ်အိုက်ကောင်ကဂျိုနသန်တသူ့အတူထိန်းလို့ရတဲ့အလုံးကိုရှာရှည်ပြီးခြေထောက်နဲ့လန့်ထုတ်လိုက်တာပို့ပါမှာတယောက်တည်းဂျာမနီကွင်းပေါ်မှာကျန်တော့တဲ့ Kylian Mbappe စီရောက်ပြီးတော့ Ulisi ကိုအသားလေးချိုးပစ်လိုက်တယ်ကျတို့ကဂိုးသွားတယ်2-0ဖြစ်သွားတယ်ဒီနေရာမှာ ကလီယန်ဘာဘေးရဲ့ရှေ့မှာမိမိကြကန်ချက်တွေဘာတွေတို့တာစတီကန်တို့ဘာတို့အမှန်ကန်ပုတ်သွားတာတွေကျွန်တော်ရှိတယ်။မာကတ်စတူဒန်တို့ရဲ့ကန်ချက်တွေတာစတီကန်တို့အမှန်ကန်ပုတ်သွားတာတွေကျွန်တော်ရှိတယ်။ဆိုတော့ဒီဟိုဂျာမနီဘက်မှာတော့တာစတီကန်ဟာအကောင်းဆုံးလို့ကျွန်တော်ပြောလို့ရတယ်။ပြင်သစ်ဘက်ကတကယ်ကန်တဲ့ကန်ချက်တွေကောင်းကောင်းတွေကိုသူကာကွယ်နိုင်ခဲ့တာတွေကျွန်တော်ရှိတယ်။ခေါင်းတိုက်ချက်တချို့ဆိုလည်းကာကွယ်နိုင်ခဲ့တဲ့ချာကီရဲ့ကန်ချက်ဆိုလည်းကာကွယ်နိုင်ခဲ့တာတွေရှိတယ်။ဆိုတော့ပြင်သစ်ကတပွဲလုံးအနေထားနဲ့မှာဂိုးပေါက်ကွန်တမှု15ချိန်ရတယ်၊၈ချိန်ဂိုးပေါက်တက်ပြီးတော့2ဂိုးရတယ်။ ဂျာမနီကတပွဲလုံးအနေထားနဲ့ဂိုးပေါက်ကွန်သူမှုအကြိမ်20အထိကျွန်တော်ရတယ်6ကြိမ်ဂိုးပေါက်တက်ပြီးတော့တကောမမကောဒီထဲမှာဘားရန်မှန်တာတွေကျွန်တော်ထည့်မပြောသေးဘူးဆိုတော့ဂျာမနီရဲ့တိုက်စစ်ဘလောက်တော့အားနေနေတယ်လေကျွန်တော်ကောင်းကောင်းတွေးနိုင်တယ်ဆိုတော့ Nation League ဆိုတဲ့အတွက်ဘယ်နေဘယ်အသင်းကိုမှကျွန်တော်လောက serious တော့မယူဘူးအမှန်တမ်းပြောရရင်ဘာလို့လဲဆိုတော့ Nation League ကဗျာသိတယ်မလားအသင်းတွေကကစားမားတွေကိုစော်ကားတာတော့မဟုတ်ဘူးအမှန်ကန်အားဖြင့်ကစားကြတယ် fashion အပြည့်နဲ့ကစားကြတယ်ဆိုတာက ကျွန်တော်ရှားတယ်ဦးတနီးကပေါ်တူဂီတို့ပဲជីជីကျွန်တော်ဒီစပိန်ဆိုတားသိတယ်စပိန်တို့ပဲကျွန်တော်ជីជីပြတယ်ဖိုင်နယ်တက်သွားတာတော့မှဒီကောင်တွေအောင်မွေးမခင်ရင်မခုမှုဆက်တမိုင်းတာမန်ပွဲတွေပွဲပြီးတယ်လို့ပဲလက်ဆွဲနှုတ်ဆက်တယ်ပြီးဒါပဲစိတ်မဝင်စားတော့ဘူးသိတယ်မလားဒီပြိုင်ပွဲကိုဆိုအခုလက်ရှိဒါကြောင့်ပြင်သစ်လည်းပဲ2-0နဲ့တော့နိုင်သွားတယ်ဒါပေမဲ့ပြင်သစ်ဟာဒီထက်အများကြီးပိုကောင်းနိုင်တဲ့အသင်ဂျာမနီကိုသူတို့အနေနဲ့ပိုဇီရှင်နေရှင်ကစားလို့မရဘူးအခွင့်အရေးတွေအများကြီးပေးရတယ်ဆိုမျိုးလို့ပြင်သစ်တည် လက်ရှိဒီထက်အများကြီးပိုကောင်းနိုင်စွမ်းရှိသေးတဲ့အသင်းပြတိုက်စစ်မှာပါပေရှိမယ်မာကက်စ်တူရန်ရှိမယ်ခရိုမူအနီပွဲထွက်လာတယ်ဆိုတော့ရန်ဒယ်ကိုလိုမူအနီတို့မာကက်စ်တူရန်တို့ရိုင်ယန်ချက်ကီချာကီတော့တကယ်ကောင်းတာပါဒါပေမဲ့အဲ့ဒီသုံးယောက်စလုံးကအရန်ကစားမားတွေအရန်ကစားမားတွေကိုပြောလို့ရတယ်ဒီနေ့မှာအိုလီစီတို့ကျွန်တော်ရှိမယ် ဒူဝေးတို့ကျွန်တော်ရှိမယ်နောက်ပြီးလို့ရှိရင်အဲဥစမန်ဒမ်ဘလီတို့ကျွန်တော်ရှိမယ်အဲ့ဒီစားမားတွေက first line နဲ့ player တွေလို့ပြောလို့ရတယ်ဒူဝေးကတော့ဒီနှစ်မှာ first line နဲ့ player ဖြစ်မလားကျွန်တော်ကြည့်ရမယ်ကိုရနေကပွဲထွက်လာတယ်ဆိုတော့သူ့ဒီညပွဲမှာတော့အနာပေးထားတယ်အလဲကျတုံးနေတာနောက်တန်းမှာဆိုလို့ရှိရင်လည်းဘာဒီတို့ကစားမားတွေနော်ဂူစတိုတို့ကစားမားတွေလူကတ်စ်ဒင်းညာတို့ ਨੇ အလဲကျတုံးလာတာတွေကျွန်တော်ရှိတယ်အဲ့တော့နိုင်ငံသင်းရဲ့ဒီ nation league ပွဲစဉ်တွေမှာဘယ်အသင်းကမှဒီလူဝင်အားပြည့်နဲ့ပွဲတန်းချမဟိနော်အမြဲတမ်း ပွဲထွက်လူစင်အပြည့်ချမယ်ဆိုတာမျိုးကျွန်တော်မရှိကြဘူး။ဒါကြောင့်လည်းပဲပရိသတ်တွေစိတ်ဝင်စားမှုနည်းတယ်လို့ကစားမားတွေကိုယ်တိုင်ကလည်းစိတ်ဝင်စားမှုနည်းတယ်ဆိုပြီးတော့အားလုံးကကျွန်တော်တို့နေဝေဖန်ကြတာတွေရှိတယ်ဗျဒီပြိုင်ပွဲကိုသို့တော်လည်းပဲပေါ့နော်ပြင်သစ်ဒီကျွန်တော်ဒီထက်အများကြီးပိုကောင်းနိုင်သေးတဲ့အတင်းဒါပေမဲ့ဒီပွဲပွားမှာတော့တူးစီးနဲ့တော့နိုင်သွားတယ်အားနဲ့ချက်ဒီကျွန်တော်အများကြီးတွေးရတယ်ဆိုတော့ဒါကြောင့်လည်းတစ်ဖက်ကအင်ရှင်ဂျာမနီကိုကျွန်တော်ကြည့်ရင်ထပါတော့နီးပြဖြစ်တဲ့ဂျူလီယန်နာဂရစ်စမန်ကတော့အပြောင်းလဲတွေလုပ်လာတယ်ခုနကကျွန်တော်ပြောသလိုပဲကျွန်တော်ဒီဒီပွဲမှာ ိုပြီးတော့လည်းကျန်တဲ့ကစားတဲ့ကစားမတွေကိုလည်းသူပွဲထုတ်လာတယ်ပေါ့နော်ဖူခရူတို့လိုကစားမတွေပြီးလို့ရှိရင်ကယ်ရင်အဒီယာမီတို့လိုကစားမတွေပါစကေဂရော့တို့လိုကစားမတွေနော်ဆိုတော့ဒေးဗစ်ရာဝန်တို့လိုကစားမတွေအပြောင်းလဲတွေကျွန်တော်လှုပ်လာတယ်အရင်ကတည်းကမှဒီဒီတကြိမ်ကစားတဲ့ Nation League ဒီနှစ်မှာဂျာမနီမှာဟိုကစားမကောင်းနေကျွန်တော်9ရောက်လောက်ထိမပါဘူးဗျာ injury ပြဿနာတွေပါကြီးကြုံပြီးလို့ရှိရင်အဆင်သင့်မဖြစ်သေးတာဘာညာနဲ့အဲ့တော့အခုဒီဘွဲမှာလည်း အဲ့ဒီပေါ်တူဂီနဲ့ပွဲစဉ်လုံးကထက်တော်မှာအပြောင်းလဲတွေကျွန်တော်ပို့ပြီးတော့လှုပ်ခဲ့တာအထူးသဖြင့်တတိယနေရာလူဘက်မှာအကြံနဲ့မကစားသေးတဲ့ကစားမတွေကိုပဲသူကလှည့်ပြီးတော့တုံးကျင်တဲ့ပုံစံမျိုးပါတဲ့ကြောင့်မို့လို့အပတင်း balance မပြတ်ယုံတော့ကလွဲရင်အပြောင်းလဲတွေကျွန်တော်လှုပ်ခဲ့တယ်ဆိုတော့ဂျာမနီနေနဲ့ပြီးခဲ့တဲ့ပေါ်တူဂီနဲ့ပွဲကထက်စားလို့ရှိရင်တော့အသင်းလိုက်ကဗျာကျွန်တော်တော်တော်လေးတော့သဘောကျတယ်ကစားဟန်ကိုပြောတာဗောနော်အသင်းလိုက်ကျွန်တော်ပို့ပြီးတော့ကောင်းခဲ့တယ်အခွင့်အရေးတွေပို့ပြီးတော့ဖန်တီးနိုင်တာတွေကျွန်တော်ရှိတယ်အဆင်ပြေတယ်ဒါပေမဲ့လို့ပြည်တနာကဘာလဲဆိုတော့ ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့တိုက်စစ်ကတော်တော်ကိုပြဿနာကြီးတယ်။ဆိုတော့တချို့ကစားမားတွေကလာမယ့် club ဟိုဘာလဲဝေါ်ကပ်မှာပါမှာမဟုတ်ဘူးဆိုတာ100%ပြောလိုက်လို့ရတဲ့ကစားမားတွေကျွန်တော်ရှိတယ်ဗျာ။လာမယ့်ယာတီမှာသူတို့ပုံမှန်ပွဲထွက်ခွင့်ကြီးရပြီးတော့ပုံမှန်တိုင်းကစားလို့တိုးတက်လာရင်တော့တမျိုးမဟုတ်ဘူးဒီပုံစံတွေကတော့ပါဖို့မရှိတဲ့ကစားမားတွေဂျာမနီမှာအများကြီးပဲ။နောက်ခံကစားမားဖြစ်တဲ့ Robin Coach တို့တည်ကြတယ်ပါဖို့မရှိဘူး။နော်လူစရင်26ယောက်28ယောက်စရင်တွေကိုတော့ okay လူမလောက်လို့ထည့်ကောင်းထည့်လိုက်မယ်။ ျွန်နသန်တာတို့ရူဒီဂါတို့နော်နီကိုရှလိုဒက်ဘက်တို့ဟလာဒီလိုကစားမတွေကိုတော့ကြော်ပြီးတော့လုံးဝပါလာမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့အဲ့ဒီကစားမတွေဒီအသင်းရဲ့ first line နဲ့ player တွေပဲနော်ဂျိုဂျူအာကင်မစ်ကတော့ထုံးတဲ့တိုင်းပဲပြီးလို့ရှိရင်ကျွန်တော်ဟိုဘက်ကဒေးဗစ်ရန်တို့ဘာလို့ဆိုလို့ရှိရင်လည်းပဲဒါဗစ်ရန်တို့နော်ပြီးလို့ရှိရင်အဲဘယ်လိုပြောမလဲဟိုရှီသေးတယ်ပြန်ဟမ် mid test တို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါအရန်မာနောက်နောက်တယောက်ရှိပါသေးတယ်ဘယ်သူလဲဟိုထားပါတော့နောက်တက်မှာဆိုလို့ရှိရင်လည်းအန်တွန်တို့လိုကစားမတွေမှာ robin go sing ကိုပြောတာဆိုတော့ဒီကစားမတွေက ဒီဂိုစင်နဲ့ပေါ့နော်ကျွန်တော်တို့ဒါအဟွာကလုံးဝမတိကြဘူးဒေးဗစ်ရော်ဝန်ကနှစ်ယောက်ထဲကတယောက်ပဲပါလာမှာဒါတော့မှလူစင်းပြည်အောင်လို့ကျန်တဲ့လူတွေကအဆင်မပြေဘူးဒါကြောင့်ဂျာမနီမှာနောက်တန်းကတော်တော်လေးတိုင်ပတ်တယ်တာစီကန်ကတော့ဒီနေ့ပွဲစဉ်မှာတော်တော်ကောင်းကောင်းကစားသွားတယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲပါစကီဂရော့ဘတို့ပါတို့ကကစားတာကောင်းတယ်ပါစကီဂရော့ရဲ့ပြဿနာကသူ့ဘေးမှာအမှန်ကန်လက်တကယ်ပြောတာကောင်းကောင်းကစားနိုင်မဲ့သူမရှိဘူးကျွန်တော်တို့ယူရိုတော့ကတိုနီကရူးစ်နဲ့ကျွန်တော်အန်ရစ်ရဲ့အတွဲလို့မဟုတ်ဘူးကရူးစ်ရှိမယ်ဆိုလို့ရှိရင် တို့က Andrich ကဘေးမှာအကုန်ဖြတ်ပေးတယ်အခုလက်ရှိ Pascal Gross ရှိတယ်ဆိုရင်ဘေးမှာ Leon Goretzka ကအဲ့လို Andrich လို့ဒီလိုအလိုမလုံနိုင်ဘူးဆိုတော့ Andrich ကလည်းကျွန်တော်လက်ရှိလက်ရွေးစင်ထဲမှာပါတယ်နီးပြားကမတုံးမှုနှစ်ပွဲစလုံးသူတပင်သူ Leverkusen နဲ့ injury ပြဿနာတွေအကျုံများပြီးတော့သူ့ကိုထည့်မလာဘူးเนาะထည့်မလာဘူးအခုလည်းပဲသူ့ကို fitness ပိုင်းရာ Nagelsmann ကတိတ်ပြီးတော့သဘောမကျသေးတဲ့အနေထားအဲ့ဒါကြောင့်လည်းကျွန်တော်မထည့်ဘူးဆိုတော့ကြောင့်ကျွန်တော်ကြည့်ရင်ကွင်းလယ်မှာလည်း ဘာပြောမလဲ first line နဲ့မဟုတ်နိုင်တဲ့ဇာမားတွေကျွန်တော်တို့ပါလာပြီးတော့အဆင်မပြေဘူးပေါ့နော်ညအသင်းလိုက်ကတော့မစိုးဘူးပြားသေးလားတိုက်စစ်မှာတော့တော်တော်ကိုတိုင်ပတ်တာတေးကြတဲ့ဒီတိုက်စစ်တွေတဲကတချို့ကောင်တွေကတော့ကြံခဲ့မှာဒါပေမဲ့ Nicholas Fukuru တို့ဘာလို့ဆိုလို့ရှိရင်ဟိုယူရိုမှာကအတိုင်းအတာတစ်ခုဒီပွဲထွက်ခွင့်မရပါမိလို့တချို့အလုံးနေအားကိုးရတယ်ဒါပေမဲ့သူ Dortmund ကနေပြီးတော့ West Ham ကိုပြောင်းအပြီးမှာဘယ်လိုမှအားမကိုးအောင်သူပြင် West Ham မှာလည်းသူကစားခွင့်ရမှာမရတာပြီးလို့ရှိရင်ကျွန်တော်တို့နေ Adeyemi Adeyemi ဟာ တေးကြတယ်သူ့အနေနဲ့ပေါ့နော်ဒီတိုင်းလေးကစားပြီးတော့တိုးတက်အောင်လုပ်ရင်တော့မျောလင်းချက်ရှိတယ်မဟုတ်ရင်တော့မရှိဘူးဘာလို့လဲကျွန်တော်မှ Florian VS ရှိမယ်မူစီယာလာကျွန်တော်ရှိမယ်အဲ့ဒါပြီးရင် channel 3နေရာ4နေရာ4ရောက်လောက်အတွက်ကတိုက်ပွဲဝင်ရတော့မှာစာနီတို့ကနာပရီတို့အဒယာမီတို့နော်ဒီလိုကစားမားတွေနော်ကျွန်တော်တို့ဒါအမှန်ကန်ဘယ်သူပါလာမလဲကျွန်တော်တို့ကြည့်ရတော့မှာနော်ဆိုတော့ဟိုဟွာလေးပဲတောင်မှန်လူငယ်ကစားမားလေးတွေလည်းကျွန်တော်တို့ရှိတယ်ဗျာနီးပြားကတမင်ကိုကျွန်တော်တို့နေဒီမှာရွေးမလာတာ ကျွန်တော်အများကြီးယုံကြည်လို့ရတဲ့ကစားမတွေကျွန်တော်ရှိတယ်ပေါ့နော်တော်ဒါကြောင့်ကျွန်တော်အဲ့ဒီကစားမတွေတွေကတော့ကြံဖို့ကြံခဲ့ဖို့များတယ်ခုနကပြောတဲ့ကနာပရီတို့လည်းလုံးဝပြီးသွားပြီဘာမှကိုလုံးလုံးမရတော့ဘူးစာနေတို့လည်းဒီတိုင်းပဲပေါ့နော်မျောလင်းချက်ကျွန်တော်ထားလို့မရတော့ဘူးဒီတော့ကျွန်တော်အနေနဲ့ဒါအဒီယာမီတို့ဘာတို့တွေ့ပေါ့နော်ပြဿနာကတူးတက်အောင်သူလုံရင်တော့မျောလင်းချက်ကတော့ရှိတယ်ဒါပေမဲ့အဒီယာမီမှာကတော်တော်ကိုညံ့နေကျွန်တော်ဂျာမန်ကစားမတွေနဲ့မှာဆိုလို့ချင်း first touch ကိုအဒီယာမီလောက်ညံ့နေကစားမတော်တော်ကိုမတွေ့ဘူး ဒီလားအဟုတ်ပြောတာဂျာမန်ဘေးကစားမနေလို့ first stage ကြီးကောင်းနေတယ်မှာပါတယ်အဒီယာမီလောက်ညံ့တာကျွန်တော်တစ်ခါမှမတွေ့ဘူးဟောပြေးမယ်လွှားမယ်ဆိုတာပဲရှိတယ်ဗျာဂိုးလည်းမသွင်းတတ်ဘူးဗျာဒီလားတော့ဂိုးလည်းမသွင်းတတ်ဘူးကျွန်တော်ဘလူးမန့်ဘောလုံးကို serious ကစားနေတယ်လို့မခံစားရအောင်အဒီယာမီကစားတာကိုကြည့်လိုက်ရင်အာဒီကောင်တော့လုံးဝအာယုံဆိုင်မှုအပြည့်နဲ့ကိုကစားနေတာပဲဆိုတော့ခံစားချက်မျိုးကိုကျွန်တော်မရဘူးဒီညမှာကျွန်တော်တို့အာကူရနိုင်တဲ့ကစားသမားလေးက23နှစ်ရွယ်တိုက်စစ်မှု Nick Rotemedi ဆိုတဲ့ကစားသမားလေးရှိတယ် သူကတော့လက်ရှိကစားသွားတာကတော့ဗောနော်တချို့အလုံးနေကိုမသွင်းနိုင်ဘူးမှန်တယ်ဒါပေမဲ့ဒီကစားမလေးစတုကတ်ကစတုကတ်မှာကစားပြီးတော့ဗောနော်ကျွန်တော်အနေနဲ့အဲဆိုတော့ခဏလေးနော်ဆိုတော့စတုကတ်မှာကစားပြီးတော့အမှန်ကန်ကောင်းတဲ့ယာစီတစ်ခုကိုသူပိုင်ထားတာ တော်တော်လေးလဲကျွန်တော်တို့အနေနဲ့ပေါ့နော်အချိန်ကြီးကောင်းတယ်။ဟိုမှာပူကေပလာတို့ဘာလို့ပြိုင်ပွဲဒီမှာဆိုလို့ရင်ဒီကောင်၅ခု၅ပွဲကစားပြီးတော့၅ခု twin ထားတယ်တို့ဘာလို့ကျွန်တော်လာတာဗျာ။ဒီလားဘွန်ဒက်စလီကာမှာလဲသူ20နဲ့8ပွဲကစားပြီးတော့12ခု twin နဲ့ပါညာလို့လား23နှစ်ပဲ player တယောက်။ဒါအပြင်သူကကိုင်းဟာဗက်စ်တို့လိုမဟုတ်ဘူး။အရက်ကြီးကလဲကျွန်တော်အရှိကြီးပဲနော်။ဒါအပြင် dribbling နေအများကြီးပူကောင်းနေဆိုတော့ finishing ဘိုင်းမှာတော့လိုတယ်ဒါပေမဲ့လို့ခုနကပြောလိုပဲပုံမှန် stuka မှာ point tracking ရမယ်ဆိုရင်လာမယ့် walker အတွက်က ready ဖြစ်နိုင်တယ် ကျန်တဲ့ကစားအုံးတွေကမျောလင်းချက်မရှိဘူး full crew တို့ပြလို့ချင် undev တို့လိုကစားမတွေကအဲ့လောက်ကြည့်ကြည့်ကျွန်တော်ဘယ်တော့မျောလင်းချက်ကျွန်တော်မရှိဘူးเนาะဆိုတော့ဒါကြောင့်ကျွန်တော်ကြည့်ရင်အဲဂျာမနီမှာကတော့ဘယ်တော့ကျွန်တော်ကတော့အသင်းလိုက်ကကျွန်တော်ဒီနေ့ကစားကစားတာအားရတယ်ဒီနေ့ပွဲမှာပေါ်တူဂီနဲ့ပွဲအထက်ပူပြီးတော့တော်တော်လေးသဘောကျတယ်အသင်းလိုက်ကစားတာကိုဒီနေရာမှာပြဿနာကကျွန်တော်တို့မလိုအပ်တဲ့အမှားတွေလုပ်တာရဲ့တိုက်စစ်ကဂိုးမသွင်းနိုင်တာရဲ့ဒါပဲเนาะဒီနေ့ပွဲမှာဂိုးပေါက်ကွန်တူအချိန်20ရှိတယ်ဗျ6ချိန်ဂိုးပေါက်တဲ့ပြီးတော့တစ်လုံးမှန်ဂိုးမရဘူး เนาะ mic magnet ဆိုကာလိုက်ရတာဟုတ်တယ်မလားပြီးလို့ရှိရင်ဒီ unit ဘက်မှာကိုသမားနှစ်ယောက်စလုံးကောင်းပါတယ်ဆိုတော့ဂျာမနီဘက်မှာတိုင်မှန်ခဲ့တဲ့လုံးတွေကလည်းကျွန်တော်ရှိသေးတာလုံးဝအလွတ်တကူမကိုးတဲ့လုံးတွေပြကိုသမားတက်တဲ့ကန်တွေတို့ဘာလို့ကျွန်တော်လာတာအဲဂျာမနီနေနဲ့ကျွန်တော်ကတော့ဘာလို့ချုပ်လူတွေကြတော့လဲဟာဂျာမနီတို့ဘာလို့တချို့အသင်းကြီးတွေကျသွားပြီဘာညာပေါ့2014တို့ဘာလို့ကအသင်းကြီးတွေတော့ရှင်လို့တော့မရဘူးပေါ့ဗျာဟုတ်တယ်မလားသူတို့လည်းပဲကျသွားပြီဆိုရင်နောက်ပိုင်းနှစ်တွေကကြည့်ရင်ဂျာမနီကအများကြီးပြန်ကောင်းလာတာကျွန်တော်တို့လည်းရှိယူရိုတို့ကအသင်းနဲ့တိတ်မချဘူးတိုနီကရူးစ်လောက်ပဲနားသွားတာเนาะပြီးလို့ရှိရင် အဲမူလာတို့ပါလို့တော့ထားတော့ဗျာအရင်ကတည်းကပွဲထုတ်ခွင့်မရတော့တာဘူးနော် ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနူဝါတို့ပါလို့လေကျွန်တော်တို့ထားတော့ဗောနော်အရင်ကတည်းကအဲနူဝါတို့ပါလို့ပြောင်းလဲဒါပဲကျွန်တော်တို့ရှိတာအတင်းကအရာအလုံးကခက်တူတူပဲပြည်နာကခုနကပြောလိုပဲဒီဒီဂျိန်ဂျာမနီမှာလက်ရှိ Nation League ကိုရွေးတဲ့လေရွေးစင်မှာ injury ပြဿနာတွေကြောင့်၄-၅ရောက်လို့မပါနိုင်ဘူးလူငယ်ကစားမတွေတချို့ကလည်းသူမတုံသေးဘူးဗောနော်ဒါတွေကပြဿနာအဲတော့ဂျာမန်တွေလာမယ့်နှစ်တွေကစိတ်ပူစရာမလိုဘူးတချို့ကြတော့လေဟိုတနေ့ကလည်းပြင်တိကိုကျွန်တော်တို့အမှန်ကန်ပြောကြတယ် တိတ်ကြ nation league မှာဘာမှကျွန်တော်ပုံစံယူလို့မရဘူးနောက်နေ့ကျနောက်နောက်နိုင်ငံပွဲတွေကြပါလိမ့်ကြလို့ရှိရင်အများကြီးပူကောင်းလာမှာပြင်သစ်ဆိုလို့ရှိရင်လည်းပဲဒီထက်ပို့ပြီးတော့ကောင်းနိုင်တဲ့အသင်းတွေဒီထက်ပို့ပြီးတော့ကောင်းတဲ့ကစားမတွေကျွန်တော်ရှိတယ်ဒီထက်ပို့ပြီးတော့အသားကျတဲ့နည်းပြတဲ့သူတို့တွားနေတယ်ဆိုအများကြီးပူကောင်းတဲ့အသင်းကြီးကြီးပဲရတယ်ဒါပေမဲ့လို့ဂျာမနီနေနဲ့ပေါ့နော်တိုက်စစ်ရာတော်တော်ပြဿနာကြီးပါတယ်တိုက်စစ်ရာတော်တော်ပြဿနာကြီးပါတယ်အာကူရတဲ့ကိုင်ဟာဘက်စ်တို့တောင်မှတိုက်စစ်မှာ twin queen နဲ့ပတ်သက်ပြီးစိတ်မချရဘူးကျွန်တော်မူစီယာလာလောက်ပဲကျွန်တော်ရှိတာ Florian VS လောက်ပဲကျွန်တော်ရှိတာ ိုက်စစ်မှုကောင်းကောင်းပေါ်ဖို့ပဲကျွန်တော်မျှော်လင့်ရမှာဒါမှမဟုတ်ရှိတဲ့ကစားမတွေပိုကောင်းဖို့ပဲမျှော်လင့်ရမှာပဲเนาะဆိုတော့ဒီနေ့ညကျွန်တော်တို့အနေနဲ့ပေါ်တူဂီပွဲဝတ်ချောင်းလို့ပဲကျွန်တော်ရှိပါတယ်ကျွန်တော်ဒါ final ဆိုတော့ဝတ်ချောင်းနဲ့လုံးတင်နေပါเนาะအဲ့ဒီမှာကျွန်တော်ပြင်ပြီးတော့တွေ့ကြမယ်ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများရှင်ပါတယ်